ဥရောပတမကအယူကိုဝင်ရောက်ရင်းယူကရိန်းရဲ့ကြိုးပမ်းမှုအားတားဆီးနေခြင်းကိုရပ်တန့်ဖို့ယူကရိန်းတမရဗိုလိုဒီမာဇယ်လန်စကီကဟန်ဂေရီဝန်ကြီးချုပ်ဗီတာအော်ဘန်ကိုအင်္ဂါနေ့မှာတိုက်တွန်းလိုက်ပါတယ်။ရုရှားကျူးကျော်မှုဟာရပ်တန့်နေတဲ့တမကတိုးချဲ့ရေးကြိုးပမ်းမှုတွေကို ပြန်လည်အသက်ဝင်စေခဲ့တာပါ။ EU ဟာရုရှားရဲ့ရန်လိုမှုကိုတုံ့ပြန်ရမှာတမကအဖွဲ့ဝင်တိုးရေးကအဓိကမဟာဗျူဟာမြောက်ဦးစားပေးလို့ရှုမြင်ထားပါတယ်။ သမဂတိုးချဲ့ရဲ့အကြီးအကဲမာတာကော့စ်ကလာမယ့်နှစ်တွေအတွင်းမှာအဖွဲ့ဝင်တည်တည်ရှိလာနိုင်တယ်လို့ပြောပါတယ်။ EU ဘဝင်ပြည်ချိုးပန်းနေတဲ့နိုင်ငံပေါင်း10နိုင်ငံရှိပြီးတူရကီလိုနိုင်ငံတချို့ဟာနှောင့်နှေးကြကြမှုတွေနဲ့ကြုံနေရတာပါ။ မွန်တီနီဂရိုနဲ့အဲဗေးနီးယားလိုဘောကန်ဒေသနိုင်ငံတွေဟာအလားအလာအကောင်းဆုံးဖြစ်ပြီးယူကရိန်းနဲ့မော်ဒိုဗာတို့ဟာ2022ခုနှစ်မှာ EU အဖွဲ့ဝင်ဖြစ်ရှောက်ထားပြီးကတည်းကတိတာထင်ရှားတဲ့တိုးတက်မှုတွေရှိလာခဲ့ပါတယ် ယူကရိန်းနဲ့မော်ဒိုဗာတို့အတွက် EU အဖွဲ့ဝင်ဖြစ်ရေးဆိုင်ရာတရားဝင်ဆွေးနွေးပွဲတွေကိုလာမယ့်လမှာပြုလုပ်ချင်တယ်လို့တမကတိုးချဲ့ရဲ့အကြီးအကဲမာတာကော့စ်ကပြောခဲ့ပေမဲ့ရုရှားလိုလာတဲ့ဟန်ဂရီခေါင်းဆောင်အော်ဘန်ကယူကရိန်းရဲ့ဂျိုးပန်းမှုကိုဟန်တာထားပါတယ် ကျွန်တော်တို့ဟာရှင်သန်ရက်တည်ရေးအတွက်စစ်စစ်လွှဲနေရတာပါကျွန်တော်တို့ EU ဖွဲ့ဝင်ဖြစ်ရေးအတွက်ဟန်ဂရီဝန်ကြီးချုပ်ထောက်ခံစေချင်ပါတယ်အနည်းဆုံးတော့ကျွန်တော်တို့ရဲ့လမ်းကိုမပိတ်ဆို့စေချင်ပါဘူးလို့ဇယ်လန်စကီကပြောပါတယ်ဒါပေမဲ့ Orban ကဟန်ဂရီကယူကရိန်း EU အဖွဲ့ဝင်ဖြစ်ရေးကိုမထောက်ခံပါဘူး။နောင်လဲထောက်ခံလာမှာမဟုတ်ပါဘူး။ယူကရိန်းအဖွဲ့ဝင်ဖြစ်ရင်စစ်ကဥရောပစီရောက်လာလိမ့်မယ်။ဟန်ဂရီရဲ့ထက်ဝင်မှုတွေကလည်းယူကရိန်းအတွက်ဖြစ်သွားလိမ့်မယ်လို့ပြောပါတယ်။ အဖွဲ့ဝင်ဖြစ်လို့တဲ့နိုင်ငံတွေရဲ့လုပ်ငန်းဆောင်တာတွေဆိုင်ရာနှစ်ပတ်လည်အစီရင်ခံစာမှာအေးအွယ်မှုဆောင်အဖွဲ့ကဆက်လက်ဖြစ်ပွားနေတဲ့စစ်ပွဲအကြားအရေးကြီးတဲ့ပြုပြင်ပြောင်းလဲမှုတွေကိုဆက်လက်လှုပ်ဆောင်နေတဲ့ယူကရိန်းကိုချီးကျူးဂုဏ်ပြုထားပါတယ်။ဒါပေမဲ့အာဂရီလိုက်စားမှုတိုက်ဖြတ်ရေးအေဂျင်စီရဲ့လွတ်လပ်မှုကိုယုံနေစေမဲ့ဆုံးဖြတ်ချက်တွေကိုဇယ်လန်စကီးပြန်ရုပ်တင်ဖို့ဥရောပနိုင်ငံ မြစီမသတင်းများဆက်လက်တင်ဆက်နိုင်ဖို့အတွက်အသင်းရဲ့ပံ့ပိုးမှုကိုလိုအပ်နေပါတယ်။ဒါကြောင့်ယခုပဲပံ့ပိုးမှုကိုစတင်လိုက်ပါ